ိုကာဟာပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1H ဘက်ကနေအဓိကကူညီပံ့ပိုးပေးလာပါတယ်ပိတ်သက်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွေတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ 1H ဘက်ကိုဒေါင်းလုပ်ရယူပြီး promo code 1 soccer house နဲ့အတူအကောင်းဖွင့်ဆော့ကစားနိုင်ပါတယ်ပထမဆုံးတွင်ွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီများတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့စီစဉ်ရှိကြောင်းကိုလည်းဒီပေးလိုက်ပါရစေ ဆိုင်ဘာဂိမ်းနဲ့အခြားအကစားနည်းတွေပြင်အခါအလျောက်စွာရှိနေတဲ့ promotion တွေကနေစူကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခု video ရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါတယ်ဗျာ။ Soccer ဟုတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်ညီကိုနှစ်ယောက်ကတော့ဒီနေ့ညမှာရှင်ပြိုင်ကစားမဲ့ဒါ Manchester City နဲ့ Bayer Leverkusen တို့ရဲ့ပွဲစဉ်လေးအကြောင်းကိုတုံ့သက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ကိုစိုးရီမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ပါအခုမန်စတာစီးတီးကတော့အင်ကွဲမှာဒါလေးပါးကုဆင်းကိုလက်ခံကစားရမယ်ပေါ့လေဒါတို့နောက်ဆုံးပွဲစဉ်မှာတော့ဒါနျူကာဆယ်ကိုရှုံးနိုင်ခဲ့တယ်ဒီပွဲမှာတော့ဒါလေးပါးကုဆင်းကိုနိုင်မယ်ဆိုရင်ဒါတို့အဆင့်1 or 2တခုခုကိုတက်လှမ်းနိုင်မယ်အရေးရှိတယ်ပေါ့နော်တစ်ဖက်မှာလည်းဒါအဆင့်1ကဒီအဆင့်1နဲ့နှစ်အာဆင်နယ်နဲ့ဘိုင်ယန်မြူနစ်တွေ့နေတယ်ဒါအဆင့်3ကမန်စတာစီးတီးနဲ့အမှတ်တူတဲ့ဆယ်မက်အင်တာမီလန်ကလည်းဒါဒီကိုမက်ထရစ်အက်လက်တီကိုမက်ထရစ်ရဲ့အင်ကွင်းကိုသွားကန်ရမယ်ဆိုတော့ဒါမန်စတာစီးတီးကဒီပွဲမှာနိုင်အခွင့်အရေးအများကြီး သူတို့တို့ရမယ်ပေါ့လေအဲ့တော့ဒီပွဲစဉ်လေးအကြောင်းနဲ့ပတ်သက်ပြီးတော့ကိုစိုးကြီးအမြင်လေးစပြီးတော့သုံးသပ်ပြပါအောင်ခင်ဗျဟုတ်ကဲ့ပါမန်စီးတီးကလက်ရှိချန်ပီယံလိလေးပွဲပြီးမှရမှတ်7မှတ်နဲ့ဒီဘက်ဒါပွဲစဉ်ပထမနေ့မှကစားခင်အဆင့်၄ပေါ့နော်နိုင်ဝိုင်းအညီလေးပြောသလိုရမှတ်73မှတ်နဲ့ဒါတိုင်ဘက်တည်းရဲ့ချီချုံမှုသာရှိခဲ့မှာဆိုရင်ဒီထက်ပိုပြီးတော့ကောင်းတဲ့ရည်တည်မှုတစ်ခုကိုမျှလင့်နိုင်တယ်လေဘာကူစင်ကတော့ဒီရာဒီရလက်တိတ်မကောင်းဘူးချန်ပီယံလိလေးပွဲမှာမှာရမှတ်9မှတ်ပဲရထားတယ်တပွဲနိုင်2ပွဲတည်တပွဲရှုံးနိုင်တာလဲနောက်ဆုံးပွဲစဉ်၄ကြမှာ ဘင်ဖီကာကိုထင်တယ်သူတို့ကတ်ပြီးတော့နိုင်ခဲ့တာဆိုတော့ဒါတေချာတာကတော့မန်စီးတီးကဒီပရီးမီးယားလိမှာနည်းနည်းလေးရလက်ပိုင်းတွေကမတည်ငြိမ်ဘူးပေါ့နော်လက်လက်ဒီကောင်းလိုက်ပြန်ဆိုးသွားလိုက်ဒါပေမဲ့သူတို့ရဲ့စုဖွဲ့မှုကလက်ရှိဘယ်သင်းကိုမဆိုအားလုံးရှင်ပြီးတော့ကစားလို့ရတယ်ဥရောပရဲ့တကယ်ခေါင်းသင်းတွေမှာပါဆဲပဲပရီးမီးယားလိမှာလည်းအမှတ်ပေးစရာထိတ်ဆုံးနေရအာဆင်နယ်နဲ့ရမှတ်9မှတ်လောက်ကွာသွားတယ်ဆိုပေမဲ့ဘွဲစင်ကအခုမှ3ပွန့်ထိုးမှရှိသေးတယ်ဆိုတော့သူတို့အတွက်မျောလင်းခွင့်ရှိသေးတယ်အဲ့လိုပဲချန်ပီယံလိလိုပြိုင်ပွဲပြုမှာသူတို့ရဲ့အစုဖွဲ့နဲ့မဆိုဘာမဆိုမျောလင်းလို့ရတယ်ဆိုတော့ဒီဘွဲက တော်လေးကိုဂွာဒီယိုလာအတွက်အရေးပါတယ်ပြီးတော့ဂွာဒီယိုလာအတွက်လည်းမန်စီးတီးနဲ့အတူချန်ပီယံလိပွဲတရာမြောက်ပွဲပေါ့နော်တကယ်သူ့ရဲ့နီးပါးပေါ်မှာ69ပွဲမှာ62ပွဲနိုင်တာဆိုရာခိုင်အောင်ပြောပြမယ်ဆိုရင်ပွဲတရာမှာဒါ60နှစ်ဒါမှမဟုတ်63ပေါ့နော်ဒီပွဲနိုင်63ရာခိုင်လောက်နိုင်မယ်ဆိုတော့အရန်အားကောင်းတဲ့မှတ်တမ်းအဲ့လိုမျိုးလုံနိုင်တဲ့နီးပါးကလည်းဒါအင်္ဂလိပ်ကလပ်အသင်းတွေထဲမှာဆိုရင် LS Ferguson United နဲ့ရှိခဲ့ဘူးတယ်ပြီးတော့ Arsenal က Arsenal နဲ့ရှိခဲ့ဘူးတယ်ဆိုတော့ဒီလိုမှတ်တမ်းကောင်းတဲ့အစင်လာတကယ်နီးပါးကြီးတွေရဲ့ မှတ်တမ်းကောင်းတစ်ခုကိုဒါအင်္ဂလိပ်ကလပ်အသင်းနဲ့ပွဲတရာပြည့်မဲ့ပွဲမှာမလုပ်ပြမလဲကြည့်နေတယ်။တစ်ဖက်မှာတော့ဒါဒီယာဒီမှာလီဗာပူးစင်ကတာထွက်မကောင်းခဲ့ဘူးတဲတန်ဟတ်နဲ့တော်လီယုံကန်ခဲ့ရပြီးတော့တန်ဟတ်ပြုတ်သွားတဲ့ဒီစက်တင်စက်တင်ဘာလာဆန်းပိုင်းလောက်ကနေစပြီးတော့လက်ရှိနီးပြကက်စပါဝှိုက်မန်လက်ထက်မှာတော့ရက်လက်လေးပြန်ကောင်းလာတာကိုတွေ့ရတယ်။နောက်ဆုံးပြိုင်ပွဲဆုံး14ပွဲမှာနှစ်ပွဲပဲရှုံးတယ်။အဲရှုံးတာကလည်းဒါ PSG ကို472နဲ့အိမ်ခွင့်မှာကိုပြတ်ချီပဲရှုံးတဲ့ချန်ပီယံလိပွဲရဲ့ဘိုင်ယန်မြူးနစ်ကို3-0နဲ့ န်တစီယာမှာရှုံးနေပွဲဆိုသူရှုံးနေအသင်းတွေကတကယ်တကယ်အသင်းကြီးတွေပဲရှုံးထားပြီးတာမန်အသင်းတွေကိုသူရလက်ကောင်းနေယူထားတယ်နောက်ဆုံး၃ပွဲဆက်လဲလက်ရှိနီးပြားနဲ့အတူနိုင်ထားရဆိုတော့အတိုင်းတော်တစ်ခုထိလီဗာပူးဆင်ရလဲမန်စီးတီးကိုတော့အကောင်းဆုံးတုံ့ပြန်သွားနိုင်မယ်လို့ပြောလိမ့်မှာဟုတ်ပါတယ်ကိုစိုးကြီးဒါလီဗာပူးဆင်ကိုကြည့်လိုက်တော့ဒါအမှတ်ပေးစရာရဲ့ဒီချန်ပီယံလိလိဖေးမှာအဆင့်27ကိုရောက်နေရပေါ့နော်ဒီသူရဲ့24အပြင်မှာရှိနေတဲ့ဒါမာဆေးကလည်းဒီ round 5မှာကနည်းနည်းပွဲချောင်တယ်လို့ပြောလို့ရတယ်ဆိုတော့ဒါဒီပွဲကလည်းသူအမခံလို့တော့မရဘူးပေါ့လေအဲ့တော့ Liverpool ဆင်ရလဲဒီရာဒီမှာပြောမယ်ဆိုရင်အပြောင်းလဲတွေအများကြီးပါမနက်နီးပြအလွန်ဆိုကလည်းဒါရီယယ်မက်ထရစ်ကိုရောက်သွားတယ်။နောက်တန်းမှဆိုလဲဒါဟင်ကာပီယေတို့ဂျန်နတန်တတ်တို့ဒါအကုန်လက်လွှတ်ရတာပေါ့။ရှာခါတို့နော်။ရှာခါရှာခါပြောမယ်ဆိုဒီဖလော်ရီယန်ဗီယက်စ်ဖရင်ဘောင်းတကယ်အားထားရတဲ့ကစားသမားအစုအဖွဲ့တွေအကုန်လုံးလက်လွှတ်ထားပြီးတော့ဒါဘွန်ဒက်လီကာမှာအဆင့်၄လောက်တိကိုသူတို့ပြန်ပြီးရက်တည်နိုင်တယ်ဆိုတာဒါမဆိုးဆိုတဲ့အခြေအနေလို့တော့ ပြောလို့ရပါတယ်အဲ့တော့ဒါ Manchester City ရဲ့ Etihad ကိုလာရမယ် Liverpool အနေနဲ့ဒါဒီပွဲမှာဘာတွေမျှော်လင့်နိုင်မလဲဆိုတဲ့အကြောင်းလေးကိုကိုစိုးကြီးတစ်ချက်လောက်ပြောပြပေးပါဦးခင်ဗျဟုတ်ကဲ့ပါ Liverpool အနေနဲ့ကတော့ခန်းစစ်ကိုပဲဒီဂျာပေါက်တိဆောက်လာရမယ် Casper Wiseman အနေနဲ့သူက3 back နဲ့သွားတယ်3 4 2 1ပေါ့နော်ဒါ inside forward တွေနဲ့အထောက်မှာတော့ဒီ Patrick ကိုသုံးတယ်ပြီးတော့ Fofana ကိုသုံးတာများတယ် Patrick ကတော့အခုလိုအမြင်ပို့ပြီးတော့အတွေ့ကြုံရရောသူရဲ့စွမ်းဆောင်ရရောပို့ပြီးတော့တင့်တော်လို့ထင်တယ်ဒီဘက်မှာဘာလို့သုံးမလဲတောင်ပန်နေမှာသေမန်းလို့လို့ပို့ကူလို့လို့ပို့ကူကတော့တော်တော်လေးမြန်ဆန်ပြီးတော့ လက်ရှိဒီဘာကူစင်မှာအားကိုးရတဲ့ကစားသမားတွေမှာပါတယ်။ကိုယ့်လက်မှာဆိုရင် Alexis Garcia တို့ Mazzar တို့တွဲသုံးတယ်ဆိုတော့ဒီ Mazzar လည်းငငယ်လေးနဲ့လက်ရှိနီးပြရဲ့လက်အောက်မှာပုံစံကောင်းပြနေတယ်။ Alexis Garcia လည်းခြေစွမ်းပြပြီးတောင်ပတ်မှာဟိုဝင်းဘက်အနေနဲ့ပေါ့နော်။ Belgium မှာ Grimeldo သာပါလာမယ်ဆိုရင်တော့ Grimeldo ရဲ့တိုက်စစ်လိုက်ပါမှုကြောင့်ပို့ပြီးတော့ပိုကူရဲ့ Grimeldo ရဲ့ဆိုတော့တောင်ပတ်ကပိုပြီးအားကောင်းမှာဒါပေမဲ့ Grimeldo ကဒဏ်ရာအနေငယ်ရှိနေတယ်လို့ဒါသတင်းတွေရထားဆိုပါမပါဆိုတာစောင့်ကြည့်သွားမှာပေါ့နော်။အဲ့တော့ခန်းစစ်မှာဘယ်သူတွေနဲ့ပွဲထားမှာခန်းစစ်မှာ ဖွန်စာတို့ရှိတယ်ပြီးရင်တပ်ဆိုပါတို့လိုကစားမမျိုးတွေရှိတယ်ခန်းစစ်ကတော့နည်းနည်းလေးအားနေတယ်လို့အကိုမြင်တယ်ဆိုတော့ဒီကွင်းလယ်၄ယောက်ကခန်းစစ်ကိုပိုကူပြီးတော့တိုက်စစ်မှာ၃ယောက်လောက်ပဲချားခဲ့ပြီးတော့ဒါအော်ဖီပလေယာ၁၀ယောက်မှာ9ယောက်လောက်ကတော့ခန်းစစ်အတွက်ပိုပြီးအလွတ်လွတ်ရလိမ့်မယ်ထင်တယ်ဒီနီဗာကက်စပါဝိုက်ရှ်မန်အနေနဲ့မန်စီးတီးကိုသွားပြီးတော့တိုက်စစ်ဖွင့်ကစားမယ်ဆိုရင်တော့ချန်ပီယံလိမှာ PSG ကိုအဆက်တကွဲရှုံးခဲ့တာမျိုးဘိုင်ယန်ကိုကိုပြတ်ရှုံးခဲ့တာမျိုးတွေထပ်ပြီးတော့ကျုံလာနိုင်တယ် ုတ်ပါတယ်ကိုစိုးကြီးဒါတည့်ရတိုင်းပဲပေါ့เนาะဒါဘွန်လလီကအသင်းနေဆိုတာကလည်းဒါတကယ် open game နေကစားများတယ်ပေါ့သူတို့ဒါခက်စစ်တကယ်ထိုင်လို့လဲသူတို့ဘက်ကလည်းလို့စိတ်ပါလက်ပါဒီဝဲလင်းဖြစ်ဖြစ်ခန်းစစ်ကိုထိုင်လိမရှိကြဘူးပေါ့နော်နောက်ဆုံးဒေဘကူစင်ရဲ့ပွဲတွေကိုကြည့်မယ်ဆိုလဲဒါပွဲအတင်းမှ3.5ဂိုးလောက်ကိုသူတို့အပြန်အလှန်တွေတွင်းထားတာဆိုတော့ဒါဒီပွဲမှာရောဒါမန်ချက်တာစီးတီးကလည်းအခုကြည့်လိုက်တော့ဗျာနောက်ပိုင်းဒီယာတီဒီယာတီနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ထရက်စင်ဂိမ်းကိုပို့ပြီးတော့ အားကိုးလာတယ်ပေါ့နော်ဟာလန်တို့အစားခံစစ်ကိုဒီဖြစ်ဖြစ်ဆင်းပြန် drop တယ်အဲ့ရနေပြီးတော့သူတို့အုပ်လိုက်ကျင်းလိုက်ခိုက်စစ်ကိုပြန်ပြီးတက်တယ်အုပ်စုလိုက်ခံစစ်ကိုပြန်ဆင်းတယ်ဆိုတဲ့အနေအထားကလေဘောက်ကိုဆင်းတာဒီပွဲမှာဒါကိုစိုးကြီးပြောခဲ့တယ်လို့ပဲခံစစ်မထိုင်မယ်ဖွင့်ကစားမယ်ဆိုရင်ဒါမန်စတာစီးတီးရဲ့စိတ်ကြိုက်ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့မန်စတာစီးတီးဘက်ကရောဒါသူတို့ဒီပွဲစဉ်မှာဟိုအနိုင်ရဖို့ဆိုရင် ဟိုဟာလန်တို့ကိုလိုအပ်သေးလားဒါမှမဟုတ်အရန်လူစင်းနေနေပဲသူတို့ပွဲထွက်လာရင်ဒါလေးအချက်သုံးသပ်ပဲဘာလို့လဲဆိုတော့ဒါဂွာဒီယိုလာကပြောမှဆိုဒီ leaf phase ဒီမှာကြိုင်တာသူတို့တော်တော်လေးကိုပိုင်းနေနေရရှိတယ်ပေါ့နော်ဒီ champion ကြီး leaf phase ဆိုတဲ့အနေအထားတခုကို तू သိတယ် तू ကဒီအမတ်မလိုတဲ့ပွဲတွေ तू အရန်ကြီးကိုအေးဆိုင်ဆရာမလိုတဲ့ပွဲတွေမှာဆိုရင်ဒါတော်တုံတုံ तू ကအားမထည့်တတ်ဘူးပေါ့လေအားမထည့်တတ်ဘူးသာသာ तू အားထားတဲ့ကစားသမားတွေအများစုအနာပေးတတ်တဲ့အလေးချင်းလေးလည်းရှိကြဆိုတော့ဒါကမက်ဆလာစီးတီးရောဒါလီဗာကူးစင်းကိုနိုင်ဖို့ဆိုရင်ဘလိုပုံစံမျိုးအခင်းချင်းတွေပွဲထွက်လာမယ်လို့မြင်ပါလေကိုဆို မစီးတီးကတော့ဒီဘက်မှာဟာလန်ပဲဥဆောင်လာမှာပါဟာလန်ကပြီးခဲ့တဲ့ပရီးမီးယားလိမှာတော့ဒါနျူကာဆန်တဲ့ဘက်မှာသူကိုပေါက်ပြန်ပြောက်ခဲ့တယ်ဒီရာသီမှာဟာလန်ကိုမသွင်းနိုင်တဲ့ဘက်ကအစ်တော်အဖင်တော်တော်နှဲပါတယ်မနျူကာဆန်တဲ့ဘက်သူမသွင်းနိုင်ဘူးဗီလာနယ်ဘက်မသွင်းနိုင်ဘူးစပါးနယ်ဘက်မသွင်းနိုင်ဘူးဒါပရီးမီးယားလိ73ဘက်လောက်ကစားထားမှာသူက3ဘက်လောက်ပဲမသွင်းတာချန်ပီယံလိမှာလည်းဒီရာသီ၄ဘက်လုံးကိုသွင်းထားတယ်၅ကိုသွင်းပြီးတော့ပြိုင်ပွဲစုံအနေနဲ့ကြည့်မယ်ဆိုရင်19ကိုတောင်သွင်းထားတဲ့ကစားသမားချန်ပီယံလိမှာလည်း ဒါမတူညီတဲ့ကလပ်အသင်း၃သင်းနဲ့၅ဘွဲ့ဆက်အတွင်းထားတယ်။အရင်ဆဲဘတ်စ်မာရီယာအတွင်းနဲ့နောက်၁၉လောက်မှာ၂၀၂၁မှာဒေါမွန်နဲ့လည်း၅ဘွဲ့ဆက်အတွင်းခဲ့ဘူးလေ။ဒေါမွန်နဲ့ဆို၆ဘွဲ့ဆက်အတွင်းခဲ့တာဆိုတော့တကယ်လို့ဒါမန်စတီနဲ့ဒီဘက်မှာတွေ့ရခဲ့မှာဆိုရင်ဒေါမွန်နဲ့ချက်မြလိ၆ဘွဲ့ဆက်အတွင်းနိုင်ခဲ့တဲ့မှတ်တမ်းကိုလည်းလိုက်မိပဲ။သူ့ရဲ့အကောင်းဆုံးပုံစံတွေကိုလည်းထပ်ပြီးတော့ပြနိုင်ဖို့ကွာတော့မျှလင့်နေပြီးတော့ဟာလန်နေနေကြည့်မှာဆိုဒီယာဒီမှာပြိုင်ပွဲစုံအလုံးယာဒီအစပိုင်းကတခြားပွဲတွေပါထည့်ပေါင်းမှာဆိုပြိုင်ပွဲစုံ၁၉လောက်ကင်ထားမှာသူ့ရဲ့ဒီ twin goal တော့တော်တော်အားရစရာကောင်းတယ်ပေါ့နော်တော်တော်ကြီးကိုလည်း ဟိုရက်တက်မှုခတ်တယ်ဆိုတော့ဟာလန်ဒီဘက်မှာတော့ဂိုးပေါက်ပြန်ရှာတွေ့မယ်လို့ထင်တယ်။သူ့ရဲ့လူခင်းချင်းမှာတော့နောက်ပိုင်းမှာရိုင်းစားကိုတိတ်ပြီးတော့မကြိုက်တဲ့ပုံစံမျိုးကွန်းလက်မှာ single pick ပေါ့အနေနဲ့နီကိုဂွန်ဇာလက်တစ်ယောက်ပဲတုံးပြီးတော့ attacking midfield တွေနဲ့ကွန်းလက်မှာ Foden တို့ Ryan Shaqiri တို့ Doku တို့နဲ့ဘာနာရူဆေးပေါက်နဲ့သွားပြီးရှေ့မှာဟာလန်ကိုတဲတယ်။သူကတော့ဒီပုံစံတိုင်းပဲသွားအောင်ပါပဲ။အိမ်ကွင်းလက်ဖြစ်တဲ့ဒီ leaf face ကနေနောက်တစ်ဆင့်ကိုတိုက်ရိုက်တက်လှမ်းခွင့်ရဖို့အတွက်ဆိုတော့အိမ်ကွင်းမှာအနိုင်ရဖို့ဒီကြောက်ပေါက်အားထက်လာလိမ့်မယ်။ဒီဟာဒီ Champions League နဲ့ပတ်သက်ရင်လည်းအိမ်ကွင်းနှစ်ပွဲလုံးသူတို့ဒါ ်လီဗာကူအန်ဒေါ်မွန်ကိုလည်းသူတို့4-1နဲ့နိုင်ထားတယ်နောက်ဆုံးပွဲမှာနာပိုလီကိုလည်း2-0နဲ့နိုင်ထားတယ်ဆိုအိမ်ကွေးမှာလည်းရာနှုန်းပြည့်နိုင်ထားတယ်ဆိုတော့ဒီပုံစံအတိုင်းပဲသူတို့တိုက်စစ်အသားပေးပုံစံနဲ့ဆက်ပြီးတော့သွားလိမ့်မယ်မထင်ပါဘူးဟုတ်ပါတယ်ကိုစိုးကြီးဒါကိုစိုးကြီးပြောခဲ့လို့ပဲဂွာဒီယိုလာရဲ့အဲဇိုင်းလက္ခဏာကတော့သူကစားသမားတယောက်ကိုဟိုနားပြီဆိုလဲ rotation နေနဲ့တပွဲသုံးလိုက်တပွဲသုံးလိုက်မလုပ်ဘဲနဲ့ဒါ four run လို့ဆိုလဲသူကာလအတိုင်းတာတစ်ခုတည်းသူအနားပေးခဲ့တယ်ပေါ့လေသူတို့ပြန်ပါလာပြီဆိုလဲအကောင်းဆုံးခြေစွမ်းကိုမြင်ရတယ်ပေါ့အဲ့တော့ဒီပွဲသုံးမှာဒါဒိုကူဒီဘက်က Foden ဒီနှစ်ယောက်ကပြောမှဆိုဟာလန်ရဲ့နောက်ကိုနောက်ကဒီ central area တွေကိုတကူကဝင်ကစားနေဆိုပို့ပြီးတော့ဒီ central area ကိုပို့ပြီးအားပြုတ်နေကစားသမားပေါ့လေအဲ့တော့ဒီကိုစိုးကြီးခုနပြောရလေးကိုညောက်တစ်ချက်လောက်ပေါ့နော်ဒီ Rinders ကို Guardiola ကနောက်ပိုင်းပွဲစဉ်တွေမှာဘာလို့ဟိုမတုံးတော့တာလဲဘာလို့မကြိုက်တော့တာလဲဆိုရယ်ကိုစိုးကြီးအမြင်လေးကိုလည်းချက်လောက်ဒီ Banner Saver ပဲရန်အားကောင်းတာလားဒါလေးတစ်ချက်လောက်အမြင်လေးပြောပြပါဦးခုထင်တော့ तू က single pick pop မျိုးပုံစံမျိုးဒီ Nico Gonzalez တယောက်ကိုပဲတည့်ပြီးတော့ဒီ Riders ထဲပို့ပြီးတော့တိုက်ဆက်မှာချိန်ဆက်နိုင်တဲ့ Banner Saver ကိုပို့ချက်တယ်နေ Banner Saver က all round player အနေနဲ့သူကနေရာစုံတော့လိုက်ပြီးတိုက်စစ်အတွက်တော့ပို့ပြီးလုံနိုင်တယ်တခါလေမှာလည်း deep line play maker ပုံစံမျိုးခက်စစ်မှာဘောလုံးလက်ခံတာမျိုးတွေလည်းမြင်ရတယ်ဆိုတော့အခုအခုရဲ့အမြင်ဆိုရင်တော့နှစ်ယောက်တွဲသုံးတာပို့ကြိုက်တယ် writer နဲ့ Nico Gonzalez ကိုတွဲသုံးပြီးတော့မှရှေ့မှာတိုက်စစ်ကိုလွတ်လွတ်လပ်လပ်ပို့ပြီးတော့ Fordan တို့နဲ့နော်ဒီ Warrior Sharky တို့ Fordan တို့ Dogu တို့နဲ့ရှေ့မှာ Haaland ကိုတည်လိုက်တော့ပိုတောင်ကိုထင်တယ်လောအာနော်ကွင်းလယ်ဟန်ချာကိုပို့ပြီးတော့ညီမယ်လို့ထင်ဒါမဲ့နီးပြားကတော့အဲ့ပုံစံမျိုးကိုသိပြီးတော့မကြိုက်ဘူးပေါ့နော်နောက်ပိုင်းမှာ writer ကတဖြည်းဖြည်းနဲ့ ပွဲထွက်ခွင့်လေးနည်းနည်းလာတယ်ဒီပွဲမှာဘယ်လိုပုံစံမျိုးသုံးမလဲတော့မသိဘူးဒီကွင်းလယ်ကတော့သိကြတယ်ပြိုင်ဘက်ကွင်းလယ်ထက်ပိုပြီးတော့အားသာချက်တွေရှိနေတယ်မန်စီးတီးရဲ့ဒီကွင်းလယ်ထိန်းချုပ်မှု central area တွေကနေပြီးတော့ပြိုင်ဘက်ကိုထိုးပေါက်မယ်ဟာလန်စီကိုဘလုံးနဲ့ပြောမယ်ဟာလန်ရဲ့ဒီမထင်မတဲ့ပြိုင်ဘက်ခန်းစည်းစားမတွေကြော်ဖြတ်ပြီးတော့ဒီအချိန်ဟုံးနဲ့ထွက်ပြီးတော့ကန်သွင်းတာမျိုးတွေလှုပ်လာနေတယ်ဒီအပိုင်းကိုပဲအဓိကကြည့်ရမယ်ဟုတ်ပါတယ်ကိုစိုးကြီးဒါဂွာဒီယိုလာကတော့ကျွန်တော်အစမှလည်းပြောခဲ့တယ်လို့ပဲပေါ့နော်ဒီဘွဲတာနိုင်လိုက်ရင်သူအဆင့်1 or 2တခုခုဟိုရက်တည်နိုင်မယ့်အနေအထားမျိုးဆိုတော့ဒီဘွဲကတော့ ားဆိုင်လာလိမ့်မယ်လို့တော့ထင်တယ်။အဲဒါပေမဲ့ဒီပွဲစဉ်မှာသူအနေနဲ့ဒီအပြောင်းလဲစာလုပ်မယ်ဆိုရင်ခန်းစက်ကရောဖြစ်နိုင်ခြေရှိလားပေါ့နော်ဒီခန်းစက်မှာကကျွန်တော်တို့ကူဆာနော့တို့ပါဆိုလဲနောက်ပိုင်းပွဲစဉ်မှာမမြင်ရဘူးမရဘူးတိတ်နေရမရဘူးကတ်ဟိုဂျွန်စတုန်းဆိုဆိုလဲတိတ်ပြီးတော့နေရမရဘူးဆိုတော့ခန်းစက်အပြောင်းလဲလေးဖြစ်လာနိုင်လားပြီးတော့ဒီမန်စတာစီးတီးကိုတော့လီဗာပူးဆင်ရဒီအီတီဟက်မှာဘလို့တားဆီးဖို့တော့တကယ်ကတော့မလွယ်လောက်ဘူးအဲ့တော့ ဒီမန်စီးတီးယားရောဘယ်လိုပုံစံမျိုးတွေနဲ့လီဗာပူးစင်ကိုပြန်ပြီးထိုးပေါက်နိုင်လဲအခုနောက်ပိုင်းသူတို့သွားနေတာတော့ဒီ short pass တွေနဲ့ပြန်ပြီးကစားလာတာကိုတွေ့ရတယ်ပေါ့လေတသိန်းလုံးတက်တသိန်းလုံးဆင်းဆိုရင်ပဲသူတို့ position နဲ့ play ကိုတော်တော်လေးကို short pass တွေနဲ့ဒီ player rotation တွေနဲ့သွားနေတာကိုတွေ့ရတယ်အဲ့ပုံစံမှာရောဒီလီဗာပူးစင်ကရောဒီ height turnover တွေဖန်တီးနိုင်လားဒီအသိန်းပေါင်းတွင်းခိုးနေတယ်ရောဒါ ဝိုးရီအပြန်လန်သွင်းပြီးတော့ပွဲကောင်းတစ်ပွဲကိုမြင်တွေ့နိုင်ရတာဆိုတော့လေအဆုံးသက်နေနဲ့ဒါကိုဆိုရက်တုံးသက်ပြပါအောင်ဟုတ်ကဲ့ပါခန်းစစ်ကြောင်းကတော့ဒီဘက်မှာဝိုင်းရဲ့နောက်ခံလူဂျွန်စတုန်းပြန်ပါလာမယ်ထင်တယ်ဂျွန်စတုန်းနဲ့ကဘာဒီရောတုံးမလားဒါမှမဟုတ်ရင်ဒီရက်ကိုတုံးမလားပါတော့ကူဆာနောကတော့ဟိုတိတ်လေပွဲထွက်ခွင့်လည်းမရသေးဘူးသူကလုံလောက်တဲ့ကစားဟန်မျိုးလည်းမပြနိုင်သေးဘူးလို့ထင်တယ်ဆိုတော့ညာချမ်းကိုထွက်သုံးဖို့ကြတယ်ညာချမ်းမှာနူနက်စ်ကတော်တော်အလုပ်ဖြစ်တယ်အိုရိုင်လီနေရာကိုလည်းတခြားလူအစားဝင်ဖို့မလွယ်ဘူးဆိုတော့ဒီခန်းစစ်အထိုင်လောက်ပဲအနေနဲ့ပြောင်းမယ်ကွင်းလယ်မှာတော့ဒီရိုက်တာရဲ့အခြေအနေသူပါလာမလားဒါလည်းကြည့်ရမယ်တိုက်စစ်ကတော့သိကြတယ်အေးကြပေါ့ ကိုသွင်းလိုက်မယ်။ဘာလို့လဲဆိုတော့လက်ရှိရလက်ဒီဒီမှတ်တမ်းတွေရပြန်ကြည့်တော့မန်စီးတီးယားသူ့အိမ်ခွေမှာဂျာမန်အသင်းနဲ့တွေ့ထားတယ်73ပွဲဆက်တိုက်ရလက်ကောင်းထားတယ်ဗော။ရလက်ကောင်းထားတယ်ဂိုးတွေသွင်းထား။အဲ73ပွဲမှာသူသွင်းကို49ဂိုးလောက်သွင်းထားပြီးပေကို73ပွဲပေးထားတယ်။အဲ73ပွဲလုံးလည်းဒါနိုင်ထားတယ်ဆိုတော့ဂျာမန်အသင်းတွေအိမ်ခွေမှာတော့ AC ပဲဗောနော်။လေဗာကူအဲဒီအနည်းဆုံးဆိုရင်ဒေါမွန်ကိုလည်းနိုင်ထားတယ်။ပြီးတော့လေဗာကူဆင်ကချန်ပီယံလိမှာသူအနေနဲ့ဒါရှစ်သင်းမြောက်ပြိုင်ဖက်အနေနဲ့တွေ့ရတာဗောနော်။ရှေ့မှာဒါ တိုင်ပဲတခြားပြိုင်ပွဲတွေနဲ့တွေ့ထားတဲ့ပွဲကြီးအတွက်အားဖြင့်ပြောမှဆိုရင်38ပွဲလောက်ရင်ဆိုင်ခဲ့ဘူးတဲ့ထဲမှာ24ပွဲနိုင်တယ်6ပွဲတည်10ပွဲဆိုတော့ဒီပွဲမှာတော့ Man City အနေနဲ့ဒါပြီးခဲ့တဲ့ဘက်ကဒါ Premier League မှာနိုင်ပွဲပျောက်ထားတဲ့အနေအထားကြောင့်ရောပြီးတော့ League Ranking အရလည်းဒီအမှတ်ပေးစရာဒီလက်ရှိ Ranking ရအပေါ်အသင်းတွေပွဲချက်ရင်ဆိုင်နေရတဲ့အနေအထားတွေကောင်းကောင်းအသုံးချဖို့အတွက်အင်ကွင်းမှာဒါသူတို့ရဲ့တိုက်စစ်အားနဲ့ဆိုတော့ရလက်ကောင်းသွားလိမ့်မယ်ထင်တယ်။သူတို့ရဲ့ခံစစ်ကလည်းနည်းနည်းလေးရှင်းရိုင်လာတဲ့အပိုင်းလေးလည်းမြင်ရတယ်ဆိုတော့ဒီဘက်ကစင်ဘလောက်ထိ အကောင်းဆုံးတုံ့ပြန်နိုင်မှာလေဗာကူဆင်တစ်ခုခုလုတ်ပြနိုင်မှာတီမန်တို့လိုပိုကူတို့လိုကစားမမျိုးနေနေဆိုတော့အဲ့တော့ဟိုကတော့မန်စတီပဲပို့ပြီးတော့အိမ်ဖက်မှာရလက်ကောင်းမယ်လို့ညွှန်လင်းပါတယ်ဟုတ်ပါတယ်ဒါလေဗာကူဆင်ဘက်ကလည်းပြန်ပြီးဒုက္ခပေးကြဆိုတော့ဒါကြည့်ရတော့နောက်တန်းကလည်းလူကောင်းတွေကိုသူတို့ဆုံးရှုံးထားတဲ့အပြင်မှာဒါပွဲပဲပြည်တဲ့နေလည်းရှိနေတယ်ပေါ့နော်သူကွန်ဆတ်လိုအောင်ပါလာမှာဆိုတော့ဒီကွင်းလည်းလောကနှောင်းပဲအဓိကအားကြီးမပါနိုင်ဘူးပေါ့လေအားနေပါနော်နည်းနည်းလေးတင်ကန်းတယူတာဒါနျူကာဆယ်ဘယ်လိုလုပ်ခဲ့လဲပေါ့နော်ဒါကိုသူတို့ပြန်ကြည့်ပြီးတော့ဒါမန်စတာစီးတီးကိုတုံ့ပြန်လာဖို့တော့ရှိတယ်ဒါပေမဲ့ပက်ကွာရီယိုလာဘက်ကလည်းဒါပရီးမီးယားလိမှာ ဒါနျူကာဆယ်ကိုနှစ်ဂိုးတစ်ဂိုးနဲ့အရှုံးနေပြီးတဲ့နောက်မှာနှစ်ပွဲဆက်တော့ဒါသူနိုင်ပွဲပြောင်းဆုံးအောင်ဟိုပြုလုပ်နိုင်လိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်ဒီပွဲကိုအနိုင်ရလက်ကျင်းတည်ရအောင်ပြန်ပြီးတော့ရှာဖွေလိမ့်မယ်ပြီးတော့ဒါဒါမဲ့ပရီးမီးယားလိမာလည်းဒါပွဲချောင်းနဲ့ဆိုတော့ဒီပွဲကို NBA အပြည့်နဲ့မန်ချက်စတာစီးတီးကလီဗာပူးဆင်ကိုကစားရင်းနဲ့အနိုင်ရသွားပါလိမ့်မယ်လို့တော့ကျွန်တော်တို့ယူဆမိတယ်ပေါ့နော်ဟုတ်ကဲ့ပါကိုစိုးရီဒါတုံးသက်ပြီးွားရဲကိုစိုးရီကိုလည်းကျေးဇူးတင်ပါတယ်ဆော့ကောက်ပြည်သက်ဒီအားလုံးလည်းကျွန်တော်တို့ရဲ့တုံးသက်မှုကိုကျေနပ်လိုက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ